အားသောဝါလာရှင်ညီကောင်များအားလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာမေလ24ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ်ပထမဆုံးတင်းတစ်ပုတ်ကိုတော့ Florian Planabat ဖော်ပြထားတဲ့ Rodrigo တင်းနဲ့ပဲကျွန်တော်စဖွင့်လိုက်အောင်မနက်ခင်းအစောပိုင်းမှာဖော်ပြထားခဲ့တဲ့အတိုင်း Arsenal တင်းတာဝန်ရှိသူတွေရဲ့ Real တာဝန်ရှိသူတွေရဲ့ကစားသမား agent ရဲ့၃ဦး၃ပလဲစွန့်ပြီးစီးသွားပြီအဲ့ဒီမှာအခက်အခဲလေးတစ်ခုရှိတယ်အဲ့ဒါကပြောင်းရွှေ့ခြင်းမဟုတ်ဘူးဒီကစားသမားနဲ့ပတ်သက်ပြီး Real ကိုတတ်မှတ်ထားတဲ့တန်ကြီးက Arsenal ပေးနိုင်တယ်ဒါပေမဲ့ကစားသမားလိုချင်တဲ့တစ်နှစ်လောက်ခလာစာ Euro 10တန်းပေါင်အားဖြစ်ဆိုရင်၈တန်းသမား၄တန်း အဲ့ဒီပမာဏဒီအာဆင်နယ်အတွက်အခက်အခဲဖြစ်နေပုံမှန်တိုင်းကြည့်လိုက်မယ်ဆိုရင်တော့ဩဒီပမာဏကပေါင်အားပြီဆိုရင်3363နဲ့3800ကြားပဲရှိတယ်အာဆင်နယ်မှာလည်းဒီလိုကစားသမားတွေအများကြီးပေးချိနေပဲအဆင်ပြေလို့ထင်ရမယ်ဒါပေမဲ့နောက်ွယ်မှာမြုပ်ွက်တစ်ခုရှိတယ်အဲ့ဒါကပရီးမီးယားလိမှာတရဝင် အခွန်ဆောင်ထားပြီးအသက်တင်ငွေပမာဏကိုလိုချင်တာဒီနေရာမှာလမ်းကြုံလုံးတစ်ခုရှင်းပြချင်တာကပရီးမီးယားလိကဘောလုံးသမားတွေဆီကနေပြီးတော့အခွန်ငွေဘယ်လောက်ထိဖြတ်လဲဆိုတဲ့အပိုင်းပြောပြမယ် ကစားသမားတယောက်ကတပတ်ကိုလောက်ခလာစားပေါင်9000ကနေပြီးတော့9000အောက်ရတဲ့ကစားသမားတွေဆိုရင်1600ခိုင်နှုန်းဖြတ်တယ်။ဒါကဒီပမာဏနော်။အကယ်၍အဲ့တပတ်လောက်ခလာစားပေါင်9000နဲ့အဲ့အထက်2သိန်းခွဲတွင်းရှိတဲ့ကစားသမားတွေဆိုရင် စုစုပေါင်း45ခိုင်နှုန်းထိဖြတ်တယ်။ဒါကတော့ကျွန်တော်အသလက်တစ်ကရတဲ့ data အချက်လက်တွေပေါ့လေအဲဆိုတော့ဒီကစားသမားတွေအနေနဲ့သူတို့အနေနဲ့တပတ်ကိုပေါင်3သိန်းရတဲ့ကစားသမားတွေဒီများသောအဖြစ်ပေါင်3သိန်းခွဲလောက်ပြန်ပြီးတော့ အခွန်ဆောင်ရတဲ့ကြာတိရဒါကြောင့်ခုနောက်ပိုင်းအပြောင်းရွှေ့ဒီမှာအခွန်ဆောင်အပီးလောက်ခလာစားအသက်တင်ဘလောက်လိုချင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တာဒါကြောင့်မို့လဲအာဆင်နယ်ကိုလာမဲ့ရိုဒရီဂိုအနေနဲ့သူ့အနေနဲ့ဒီတနစ်တာဝူပေါ့လေအခွန်ဆောင်ပြီးယူ70တန်းလောက်လိုချင်ဆိုပြောတယ်ပေါင်အားဖြစ်ဆိုရင်8.4တန်းအဲ့အဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့အော်ဒီပမာဏကငောက်တပတ်စာနဲ့စားချလိုက်မယ်ဆိုလို့ရှိရင်တော့3600 3800ကြားပဲရှိရထင်ပေမဲ့တကယ်တကယ်အခွန်ဆောင်သားတွေထဲမှာထည့်ပြီးအာဆင်နီကတွက်လိုက်မယ်ဆိုရင် ေါင်3သိန်းနီးပါးလောက်ကတ်သွားနေတာဖြစ်သွားတယ်။ဒါအခြား charges တွေအခြား bonus တွေအပါဝော်လေအဲ့လောက်ထိကတ်သွားနေတာဒါကြောင့်မို့လဲလက်ရှိချိန်မှာအာဆင်နယ်ဒီသားမကိုခေါ်ဖို့တွန့်နေရမတွန့်ရလည်းမရဘူး။အသင်းရဲ့လောက်ခရစားမြန်မာသုံးကစားသမားဒီ2သိန်း8000ရနေခဲ့တဲ့ခါရဗတ်ဒုတိယကတော့2သိန်း6500ရနေတဲ့ဂျေစုအဲ့တော့လက်ရှိစာလီဘာနဲ့ဘူကောက်စာကောက်တက်တန်းတိုးမယ်ဆိုရင်တပတ်ကိုပေါင်3သိန်းနဲ့တက်တန်းတိုးမယ်ဆိုတဲ့တင်ကြီးကြားဖြစ်တဲ့အတွက်နောက်မှရောက်လာခဲ့တဲ့ရိုဒီကိုတန်းပြီး3သိန်းလောက်ပမာဏပေးမလားအဲ့တော့ကျွန်တော်တို့ချက်တော့ကြည့်ရမှာပေါ့လေ ဲ့တော့တစ်ဖက်ကဒီနမကျော်သတင်းတော့ဒင်းချင်းရင်ဖော်ပြထားချက်ရဆိုရင်တော့ရူရီโกအနေနဲ့တစ်ဖက်ကိုပေါင်း2,400လိုချင်တယ်အကယ်၍များဒီ အခွန်ဆောင်အပီးစီးဆိုလို့ရှိရင်တော့တသိန်း6400လောက်တော့အနည်းဆုံးရကျင်နေဆိုသူကဖော်ပြသွားတယ်နှစ်သိန်း4900ဆိုတာကဒါအခွန်မဆောင်သိခင်ပမာဏပေါ့လေအခွန်ဆောင်ပီးစီးဆိုသူ့လက်ထက်ရောက်မှာတသိန်း6400ပေါင်အားဖြစ်ဆိုရင်အဲ့လောက်ရမယ်အာဆင်ရဲ့လက်ရှိအချိန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်လည်စဉ်းစားသုံးသပ်နေဆိုပြီးသူကဖော်ပြသွားတယ်အဲ့တော့နာမည်ကျော်သတင်းတောင်နှစ်ယောက်ကဖော်ပြချက်ရဆိုရင်တော့အာဆင်ရဲ့ဒီသားမနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းပြဿနာမရှိဘူးကစားသမားရဲ့ quality ကိုလည်းကြိုက်တယ်ဆွေးနွေးမှုလည်းတရားဝင်လုပ်နေတယ်ဒါပေမဲ့ကစားသမားတောင်းဆိုတဲ့လောက်ခတာစားသည် ်အသင်းရဲ့ဒီဘန်နာကြီးပိုင်းနဲ့ပတ်သက်ပြီးကစားသမားလာသာယူစနစ်တကျကင်တွေတဲ့အာဆင်နယ်အတွက်ဆိုလို့ရှိရင်တော့ရောက်ရောက်ချင်းစောင့်နေထွင်းသူဖြစ်မဲ့အမြင်မဆုံးလောက်ခါစားဖြစ်သွားနိုင်တဲ့အချက်အဲ့အတွက်လည်းပြန်ပြီးစဉ်းစားနေဆိုပြီးဖော်ပြထားတယ်ဗောလေအဲ့တော့ရိုဒီโกအနေနဲ့ရီယယ်မှာဘလောက်ရတယ်ဆိုပြီးကျွန်တော်ချက်ကြည့်လိုက်တဲ့အခါမှာလက်ရှိသူ့ရဲ့အခြေခံပေးမတ်တပတ်ကိုပေါင်2သိန်းရတယ်တနည်းဟိုဆိုလိုချင်တာကယူအားဖြစ်ဆိုရင်2သိန်း4000ရတယ်အဲ့ထက်အာဆင်နယ်မှာနောက်ထပ် ပေါင်၅သန်းလောက်တူပြီးရကျင်သဘောဖြစ်သွားပါဘောလေတစ်ဖက်မှာလည်းနီကိုဝီလန်တို့ကစားသမားမျိုးကျွန်တော်တို့ခေါ်မယ်ဆိုလဲအဲ့ပေါင်၂သိန်းခွဲနဲ့၃သိန်းကြားကြမှာအဲ့ဆိုကစားသမား၂ဦးရှင်လိုက်မယ်ဆိုရင်ပြောင်းရွှေ့ကြီးမှာနီကိုဝီလန်ထက်ရိုဒီဂိုပိုများသွားတယ်လောကစားမှာလည်းမတိမ်မင်းဖြစ်သွားဖြစ်တဲ့အတွက်အာဆင်နယ်ကဒီကစားသမား၂ဦးကြားထဲမှာတဦးကိုခေါ်ဖို့တော့ပြန်ပြီးစဉ်းစားသွားလို့ကျွန်တော်ထင်တယ်ဘယ်သူပဲရောက်အသင်းအတွက်အကျိုးရှိမဲ့ quality player ဆိုတဲ့အတွက်ပေးရမှာပဲ တဲ့မှာကျွန်တော်တို့ကဘသူကတော့လာစာတောင်းတာများလို့ဘသူကတော့ပြောင်းရွှေ့ကြီးဘလောက်များလို့ဆိုပြီးကိုယ့်ရဲ့ရှီရေးဆက်မာတီနေတို့ထရော့ဆာတို့နဲ့ဆက်ပြီးသွားရင်လေဒီရာဒီလိုပဲလာမယ့်ရာဒီမှာဟာကနေဟင်နဲ့ဖြစ်ဖို့ပဲများတယ်ကစားသမားတွေကြောက်အောင်လို့တော့ပြောတတ်ဘူးပေါ့လေအဲ့ဆိုတကယ် quality မြင့်ကစားသမားတွေခေါ်ဖို့ဆိုရင်တော့တချို့ပိုင်းတွေမှာကျွန်တော်မျက်စိစုံမေးပြီးခေါ်ဖို့တော့လိုအပ်တယ်ပြီးတော့အသင်းမှာထွက်ခွာသွားမယ့်ကစားသမားတွေရှိရဖြစ်တဲ့အတွက်လောကစားရှော့ချနိုင်မယ့်အခြား position တွေရှိရဖြစ်တဲ့အတွက်ရောက်လာမယ်ဆိုရင်တော့ အာဆီနိုတခါတလေတော့ဒီလို quality မြင့် player တွေကိုခေါ်သိနေလို့ကျွန်တော်ထင်တယ်။ Rodrigo ပဲရရောက်၊ Nico Williams ပဲရရောက်။ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ Platico ရဲ့သတင်းနောက် Florian Plantan ဘက်ကပဲဖော်ပြထားတာ။အဲ့ဒီသတင်းကတော့ဒီ ည17ခွဲ12လောက်မှာကျွန်တော်ရတာဒါပေမဲ့ကျွန်တော်မနခင်သတင်းတွေကိုမထည့်လိုက်တော့ဘူးဘာလို့လဲဆိုတော့မနခင်သတင်းလေးပုတ်တော့ကကျွန်တော်ပြင်ဆင်ပြီးပြီရိုက်ကူးလေးလုတ်ဖို့ ready ဖြစ်သွားတဲ့အချိန်မှာဒီသတင်းကိုကျွန်တော်နည်းနည်းစောင့်ကြည့်ချင်တဲ့အတွက်မထည့်ရဘူးလေအဲ့ဒါကတော့ Benjamin Sesko နဲ့ပတ်သက်ပြီး Arsenal သင်းတာဝန်ရှိသူတွေနဲ့ဒီ Marcel Schaffer နဲ့ဂျာတဲ့မှာဆွေးနွေးမှုတချို့လုပ်ခဲ့ဆိုပြီးကြားသိရတယ်အဲ့ဒီဆွေးနွေးမှုတွေရလဲ Arsenal က Peter Jokeret ဆိုင် Benjamin Sesko ကိုဦးစားပေးပြစ်မှတ်ဖြစ်သတ်မှတ်ထားဆိုပြီးသတင်းတွေကလှိုင်းလှိုင်းထွက်လာတယ်ကျွန်တော်ပထမတော့ကျွန်တော်တို့သတ်မှတ်ထားတာကတော့ Peter Jokeret ကပို့ပြီးနီးစက်တယ်ထင်တယ်ဒါပေမဲ့ ဲ့အိုက်တာရဲ့မလျှော်သောဇွဲနဲ့သူ့ရဲ့အကြိုက်ဆုံး player ဖြစ်တဲ့ Benjamin Sesko ကိုကျွန်တော်ရဲ့အားစားတိုက်တဲ့ entry ဘာသာသွားပြီးဆွေးနွေးပေးနေရအောင်ဒီနေ့မှာ Arsenal ရဲ့ကင်းထောက်တပ်ဖွဲ့လုံးကလည်း Sesko က Arsenal အတွက်ပိုကောင်းတဲ့ရင်းနှီးမြှုပ်နှံမှုအသက်ကလည်းငယ်တဲ့အများကြီးပိုတရှယ်ရှိလာနိုင်တယ်ဆိုပြီးတော့ recommend ပေးထားတယ်အဲ့ကင်းထောက်အဖွဲ့ရောအိုက်တာအကြိုက်ရောဘုတ်အဖွဲ့ရဲ့ငွေရတယ်ဆိုတော့ပြန်ရောင်းရင်ဘယ်လောက်ထိအမျက်ဆုံးရနိုင်တယ်ဆိုတော့ potential မြင့်တယ်ဆိုတော့အချက်တွေကိုကြည့်ပြီးတော့ Andre Barra ကဒီကစားမောက်လေသွားပြီးတော့ဆွေးနွေးပေးရတဲ့သဘောပေါ့လေဒါပေမဲ့ဒီသတင်းကိုကျွန်တော်တီချာလီပြောဖို့ကြံစီထားမိမယ်ဒီမနခင်စောင်းမှာထပ်ပြီးရလာတဲ့သတင်းတပုတ်ရဆိုရင်အာဆင်နယ်အတွင်းရင်းသတင်းနဲ့ပတ်သက်ပြီးစိတ်ချတဲ့ hand off အာဆင်နယ်ဖော်ပြထားချက်ရလန်တန်ရဲ့စန်တော်ချိန်ည၈နာရီထိုးအထိ ဒီကစားသမားနဲ့အာဆီနီကြားထဲမှာဆွေးနွေးမှုတွေလုံးဝမလုပ်ထားသည်ဆိုသူကဖော်ပြသွားတယ်။အဲဆိုတော့ဂျာမန်သတင်းထောက်ဘက်ကဖော်ပြတာဆိုဆွေးနွေးမှုတွေလုပ်တာလား။အာဆီနီအတွင်းသတင်းရတဲ့ဟန်အော့အာဆီနီရဲ့ဖော်ပြထားချက်အရဆွေးနွေးမှုမလုပ်ရသေးဘူးလားဆိုတော့အချိန်ကအဆုံးဖြတ်ပြီးသွားလိမ့်မယ်။ကျွန်တော်ကဗစ်တာယောဂရက်ကိုကြိုက်တယ်။ရောက်တာနဲ့အသင်တန်းသုံးဂိုးသွင်းနဲ့မသွင်းနဲ့သူ့ရဲ့ဒပိုင်းထားလိုက်။ဒါပေမဲ့တကယ်ပရိုင်တိုင်းဆက်စကူကကောင်းပါတယ်အသက်လည်းငယ်သေးတယ်အများကြီးဖြစ်လာနိုင်ခြင်းရှိတယ်ဒါကြီးမဲ့ကျွန်တော်တို့အဲ့လိုကစားမမျိုးကိုဘယ်လောက်ထိအချိန်ပေးမှလဲ လာမယ့်ရာသီမှာလည်းအာဆင်နယ်ကထိုက်တယ်ရီလောက်အောင်မှာ1 2 4ဝင်အောင်လောက်ဆိုရင်တော့ကြိုက်တဲ့ player ခေါ်အကြောင်းမဟုတ်ဘူးအဲ့တော့အသင်းရဲ့ဒီ ထောင်တိုက်စစ်မှာဂိုးတွေကိုတတိုင်းနဲ့ရယူပေးနိုင်မယ်တိုက်စစ်ကစားမတူဦးဖြစ်ဆိုတော့ကျွန်တော်ကပီတာယောဂရက်ကိုကြိုက်တယ်ဒါပေမဲ့အသေးအနေနဲ့ယောဂရက်ဘက်ကိုကောဆက်စကိုဘက်ကိုကောအရေးကြီးတာတိုက်စစ်မှုစစ်စစ်တယောက်ရောက်လာဖို့တော့အရေးကြီးရပါလေအဲ့တော့22ရက်ဆလိုဗေးနီးယားသားတော့45ဝက်မှာဒီယာဒီ22ဂိုးသိမ်းပြီးတော့6လုံးဖိုင်ထားတယ်အာဆင်နယ်ကင်းထောက်ကတော့ဆက်စကိုမှဆက်စကိုဖြစ်နေတယ်အိုက်တာအပါဝင်ပေါ့အဲ့ဆိုအန်ဒရီဘာတာကယောဂရက်နဲ့တစ်ဖွဲ့အာဒီတာနဲ့ ကင်ထောက်ဖွဲ့က subscribe မှာ subscribe ဖြစ်နေတဲ့ဖွဲ့ဖြစ်တဲ့အတွက်နောက်ဆုံးအသင်းပိုင်ရှင်ရဲ့ဘိုးဖွဲ့ decision making ရပဲကစားသမား2ဦးရတူရောက်လာမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sammy Mobile 81ဖော်ပြထားပါလေဒါကတော့ Edu Gaspar ထွက်ခွာသွားပြီးနောက်ပိုင်းမှာသူ့ရဲ့လက်ထောက်အားသာဒရိုက်တာလည်းဖြစ်တဲ့ဂျေဆန်အိုက်တိုကတော့လာမယ့်နေရာဒီမှာအသေးအနေထွက်ခွာတော့မှာပါဒါကတော့သိရတဲ့အတိုင်းပဲ position တခုမှာတရရောက်ထွက်ခွာသွားပြီဆိုသူ့ရဲ့အဆွဲဝါးရဲ့အားလုံးနဲ့လိုက်ပြီးထွက်လာ။အခုဆိုလို့ရှိရင်တီကိုရဲ့အားစား director ဟောင်း entry bar ရောက်လာတဲ့အခါမှာသူ့ရဲ့လက်ထောက်တွေသူ့ရဲ့အစုဖွဲ့တွေအားလုံးပါလာမှာပဲ။အဲ့အတွက်အရှိကအားစား director ရဲ့ဒီလက်ထောက်ဖြစ်တဲ့ Jason Aito ကလည်းသူ့ရဲ့အခန်းကဏ္ဍမိမ့်မိန်သွားပြီ။ရှိလို့ရှိရင်တောက်တူမရလောက်ပဲအဲ့အခန်းကဏ္ဍပဲရှိတော့မှာ။ဟိုမကောင်းတာလို့မထုတ်တာပဲရှိမှာ။ဒါပေမဲ့သူကတော့သူ့ရဲ့ဂုံတိတ်ခါကိုဦးစားပေးပြီးထွက်သွားတယ်လို့ပြောလို့ရတယ်ဗောလေ။အဲ့တော့ Lamet Nuriati မှာတော့ Jason Aito အသင်းနဲ့ထွက်ခွာသွားမယ်။သူကတော့ Arsenal မှာရောက်နေတော်တော်ကြာပြီ။အသက်ကတော့ ်စီရှိမှာ40ရှိပြီး2014တုန်းကကင်းထောက်လုတ်တယ်2021မှာကင်းထောက်အကြီးကဲဖြစ်လာတယ်အဲ့ရမတစင်2023 match လာမှာတော့ E2 Gaspar ရဲ့လက်ထောက် အားသာဒါရိုက်တာဖြစ်တဖြည်းဖြည်းယာဟုတက်လာခဲ့တာဗောလေအာဆင်နယ်မှာကြာပြီလို့ပြောလို့ရတယ်ဆယ်စုနှစ်ကျော်ကျော်လောက်ရှိတဲ့ဒီအားသာဒါရိုက်တာအစုဖွဲ့တဲ့တယောက်ဗောလေအဲ့တော့ဂျေဆန်အိုက်ဒိုအနေနဲ့ကျန်ခဲ့တဲ့စောင်းစည်းကွက်မှာတော့သူ့ရဲ့ performance ကောင်းကောင်းမပြသခဲ့ရဘူးဒါကသူ့အနေနဲ့ဝယ်ချင်လားမဝယ်ချင်လားဆိုတာထက်နောက်ဆုံးကြားထားတဲ့ report တွေရဆိုရင်တော့ဘုတ်ဖွဲ့ရဲ့စောင်းညာတီဈေးကွက်မှာလူမဝယ်ဘူးဆိုတဲ့ဒီအဆိုဒီယာယီအားသာဒါရိုက်တာဂျေဆန်အိုက်ဒိုကထောက်ခံခဲ့တယ်တဲ့အဲ့တော့ကျွန်တော်ကတော့သိရမလား ဒီလိုမျိုးဟိုလက်ထောက်ကနေပြီးတော့တကယ်အားစားရတာဖြစ်လာတဲ့အခါမှာတချို့ပိုင်းကြီးမှာသူ့ကိုအဲ့လိုစင်တင်ပြီးတဲ့ဘုံဖွဲ့အကြိုက်ကိုသူကလုံမှာပဲအဲ့လိုလူရီထက်ဆိုင်တော့အခုလိုမျိုးအားစားရတာလောကမှာအတွေ့အကြုံရင်အန်ထရီပါတာလိုလူမျိုးတယောက်အသိကိုရောက်လာတာကိုကြိုဆိုတယ်သူအမားလုံမိတာကြီးရှိကောင်းရှိမယ်ဒါပေမဲ့ဒီနယ်ပယ်မှာတော့အန်ထရီပါတာဒီနှစ်ပေါင်းများစွာကျင်လည်ခဲ့တယ်တကုတ်ကို professional အားစားရတာတောက်ဖြစ်တာဖြစ်တဲ့အတွက် အန်ဒရီပါတာလက်ထက်မှာတော့တခခုတော့အာဆင်နယ်အသင်းကကစားသမားကောင်းတွေခေါ်နိုင်မယ်လို့ကျွန်တော်ထင်တယ်။နံပါတ်၁ချက်အသင်းပုတ်ဖွဲ့ကငွေထုတ်ပေးဖို့လိုတယ်။နံပါတ်၂ချက်ကစားသမားကောင်းတွေခေါ်တဲ့ခါမှာအန်ဒရီပါတာရဲ့တွဲဆောင်ဆွေးနွေးနိုင်စွမ်းကလည်းတကယ့်ကို performance ဖြစ်ပြီးတော့နံပါတ်3ချက်အသင်းရဲ့ရှင်ယူဆက်ကစားသမားတွေတက်တန်းတိုးတဲ့ဘက်မှာလည်းအန်ဒရီပါတာဘလို့ကင်တော့မဲ့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေ။အဲဆိုအီဒူကက်စပါထွက်ခွာသွားပြီးနောက်ပိုင်းမှာတီးတတာမြင်တွေ့ရတဲ့အချက်ကတော့ အိုင်ဒါရဲ့အခန်းကဏ္ဍတော်တော်နေပါသွားတာဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မဲဆူနော်ဘိုင်ဘာဖုန်းနံပါတ်တင်ကြကို6939ကို6သလုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်အိုင်ဘက်ခွေချူကို sport internet 5သလုံးမိတူကစားမဲဆူနော်ကျွန်တော်နဲ့လက်တွေ့ထားတဲ့ရှိုးဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးနေ့တစ်ပုတ်ကိုတော့အသင်းရဲ့ဒဏ်ရာကစားမှ2ဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါပထမတောက်ကတော့ဒါယူရီယန်တင်ပါဖို့လေတကယ်ကိုမှကျွန်တော်တော်တော်လေးကိုမှလေးစားတဲ့ player လို့ပြောလို့ရတယ်ပထမတော့ဒီကစားမရဲ့ဒဏ်ရာကို A စီစီမှာခွဲမယ်ထင်တာဒါပေမဲ့ကျန်ခဲ့တဲ့20ဆုံးဆုံးမှတွေကခွဲစိတ်ခဲ့တယ်အခုနောက်ဆုံးရအခြေအနေရဆိုရင်တော့ဒီကစားမရဲ့ဒဏ်ရာကခွဲစိတ်မှုအောင်မြင်တဲ့အပြုံမှာဂျိုင်းတောင်းနဲ့စတင်သွားနေပြီပြန်လဲထူထောင်ရေးစတင်လုပ်နေအဲ့ဒါကိုတကယ်ကြိုက်တာ ရှိတဲ့အချိန်နဲ့ရောင်းကိုလှုပ်သွားခဲ့တာသူချိန်ဆွဲနေဆွဲလို့ရတယ်သိရမလားဟိုအားလိုက်ရဲ့အပန်းဖြစ်မဲ့ဘာညာပြန်လာတော့မှခွဲစိတ်မယ်ဆိုလို့ရှိရင်လေဒါဘောလုံးရည်ကြီးစားတဲ့အခါကျရင်နည်းနည်းကတ်သွားမှာအဲ့တော့ तू ကစောစောလေးပဲခွဲစိတ်လိုက်တယ်ပြီးတော့ကြံခဲ့တဲ့အခုဘောလုံးရည်ကြီးမှာဆိုလေဒံယာကြီးတစ်ဖက်နဲ့ကစားခဲ့ရဆိုပြီးတော့အိုက်ဒါပြောခဲ့တယ်နောက်ထပ်တစ်ယောက်ကတော့ဝီလျံစာလီပါပေါ့လေသူရဲ့ဒံကတော့ခွဲစိတ်စရာမလိုဘူးဒါပေမဲ့အခုကြားထားတဲ့တကောက်ကျော်တန်ရအသေးစားညီထားရဆိုရင်တော့တလာစွန်းစွန်းနားရမယ်ကျွန်တော်တို့ဒီနှစ်လခွဲသုံးလလောက်အချိန်ရတယ်ဗျာလာမယ့်ရည်ကြီးဘောလုံးစတင်မှုဆိုလို့ရှိရင်အဲ့ဒီကြားထဲမှာ ကောင်းကောင်း recovery ဖြစ်တယ်အဲ့တော့ဝီလန်ဆာလီဘာအနေနဲ့လာမယ့်ဘောလုံးရသည်ယာတီအစပွဲစဉ်နေဒါမှမဟုတ်ယာတီကြိုခြေစမ်းပွဲမှာတော့မှဝင်ပြီးဆော့နိုင်ခြေရှိနေပါတယ်ဒီကစားမောက်ဒီယာတီ52ပွဲကစားထားတယ်နှစ်ကိုးသွင်းထားတယ်ပရီးမီးယားလိမှာ35ပွဲထိဝင်ဆော့ထားခဲ့တယ်ဗောလေကြံခဲ့တဲ့ယာတီတော့လည်းပရီးမီးယားလိ38ပွဲကိုဆာလီဘာတယောက်အပြည့်ဖြုတ်ထားခဲ့တာအဆုံးထိဂျူပီတာလည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ